အဝေးခွင်အားနည်းတဲ့မာဆေးကိုဒုက္ခပေးမဲ့ဆက်ထရဘော့ဒေးဗစ်ဂျင်းအားလုံးပဲမင်္ဂလာပါပလေးမိတ်ကဂျာနယ်မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာပုံမှန်တင်ဆက်နေကြဖြစ်တဲ့တောက်ကြညအတွက်ပွဲစဉ်ပွဲကျူ၃တစ်ချက်တည်းရှိပါတယ်ပထမအဦးဆုံးပွဲစဉ်ကတော့ဆက်ထရဘော့နဲ့မာဆေးညတနာ25ပွဲစဉ်ကိုဒေးဗစ်ဂျင်းရဲ့၃တစ်ချက်အနေနဲ့နားဆင်ရမှာပါအဆင့်၄နေရာကဆက်ထရဘော့ဟာအိမ်ငွင်းကောင်းတဲ့အသင်းဖြစ်တယ်လို့ဘီယာဒီကစားရတဲ့အိမ်ငွင်းကန်ထားတဲ့နှစ်ပွဲစလုံးကိုလည်းပေးကိုမဲ့နိုင်ထားပါတယ် ပြီးခဲ့တဲ့အပတ်တုန်းကလက်ရှိချန်ပီယံ PSG ကိုအိမ်ခွင်းနိုင်ခဲ့ပေမဲ့မာဆေးကတော့ဒီရာသီမှာအဝေးခွင်းပွဲတိုင်းရှုံးထားသလိုအဝေးခွင်းဆိုရင်အားနည်းတတ်ပါတယ်။ဒါ့အပြင်မာဆေးဟာစက်ထရဘော့နဲ့အဝေးခွင်းတွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးမှာနိုင်ပွဲမရှိခဲ့သေးပါဘူး။အဲဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်စက်ထရဘော့မရှုံးနိုင်တဲ့ပွဲမျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ဂီရိုနာနဲ့အက်စပန်ညိုညတနာ30ကလောင်ရှင်ဒုက္ခဆိုရဲ၃၀ချက်တည်းအနေနဲ့နားဆင်ရမှာပါ။ဂျာရက်တုံးက ေဘာအိုကွင်းမှာတည်ရခဲ့လို့အပေါင်းလက္ခဏာဆန်ခဲ့ပေမဲ့ဂီရိုနာဟာဇေယားအောက်ခြေမှာရှိနေသေးပါအစပန်ယိုကတော့နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမဲ့အဆင့်၄နေရာမှာရက်တီနိုင်တော့မှပဲအစပန်ယိုဟာအခုချိန်ထိရီယဲနဲ့တပွဲတည်းပဲရှုံးထားပါသေးတယ်။လက်ရှိခြေစွမ်းရတော့အစပန်ယိုဘက်မှာအနိုင်ဆုံးတည်ရှိတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဝိုင်ယံမြူးနစ်နဲ့ဝါရာဘရီမင်ညတနာ ਈ ဘုံတော်မင်းဘိုင်ယံကယာနုံးပြေနိုင်နေချိန် ဟယ်ရီကိန်းတို့တိုက်စစ်ကလည်းအခုချိန်မှာတပွဲကိုအနိုင်ဆုံး၃ဂိုးပြတ်သွင်းနေပါတယ်။ဂျယ်လက်ဘက်ကိုအဝေးဝင်း၄ဂိုးကိုမရှိနဲ့ကြိတ်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့အပတ်ကအင်္ဂလန်မှာဖရန်ဘက်ကို၃ဂိုးကိုမရှိရှုံးခဲ့တဲ့ဝါရာဘရီမင်ကတော့ချိန်မမှန်ပါဘူး။ဘိုင်ယန်ကတော့ပြီးခဲ့တဲ့ရာသီဝါရာဘရီမင်နဲ့နှစ်ကြော့စလုံးမှာဂိုးမပေးခဲ့ရပဲစုစုပေါင်း၈ဂိုးတောင်သွင်းနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ဘိုင်ယန်ကိုပဲစဉ်းစားရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ပလေးမေကာနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ရောပလေးမေကာရဲ့နောက်ဆုံးရပွဲချိုသုံးသပ်ချက်တွေသိရှိဖို့အတွက် Playmaker ရဲ့ Telegram Channel ကိုကြွားရောက်ခဲ့ကြပေးပါအောင်ခင်ဗျာ။